အားလုံးပဲမင်္ဂလာပါအခုပုံမှန်ပြထားတဲ့ဒီရလေးကျိုးချစ်တာကိုပြမယ်နော်ဒီကျိုးချစ်နေလို့ဖို့အတွက်ကိုကျိုးရှိကို25လက်မဝင်ချင်း2ချောင်းလောက်ယူထားလိုက်တယ်ဒီထက်နည်းနည်းတူလဲရတယ်နော်ပြဿနာမရှိဘူးတယောက်နဲ့တယောက်အတူရှိရတူကြမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့နော်ပြီးအခုတည်းကျေးသီးဝင်းနေခောက်လိုက်တယ်ကျိုးနှစ်ခါခါပြီးတော့ကျေးသီးဝင်းနေလှုပ်ထားတယ်လှုပ်ပြီးသွားပြီဆိုရင်ဒီဂတ်ထုလေးကိုသုံးရမယ်ဂတ်ထုလေးမှာဒီကျေးသီးခွင်းကိုတင်ပြီးတော့ကလစ်နဲ့ညှက်ပါမယ်တခြားအဆင်ပြေတဲ့ဟာလေးနဲ့သုံးနေရတယ်နော်ဒီမှာတော့လွယ်တာလေးယူပြီးပြလိုက်တယ် အဲ့ဒါပြီးရင်ကျိုးနောက်တစ်ချောင်းရှိသေးတဲ့ဟောင်းယူမယ်ပြီးရင်သူ့ကိုကျိုးချီမယ်အခုဒီနှချောင်းရဲ့အောက်ကနေပန်းရောင်နှချောင်းအောက်ကနေထားထားပြီးွားပြီဆိုလို့ရှိရင်ကျိုးချီတာဒီမှာနှချောင်းအညီကင်မယ်ကင်ပြီးခုကျိုးချီလိုက်မယ်ဒီလိုမျိုးနဲ့နော်ချီမယ်ကျေးဒီဝင်လို့ဖို့အတွက်တုတ်ထားတဲ့နေရာထိကိုသွားပြီးတော့အရင်ကိုကတ်ပြီးတော့သွားချိမယ်ကြစ်ကြစ်ကလေးချိ ပူသားလေးနဲ့လုပ်ရင်ပူနာတယ်အမကတော့ဒီမှာနာမီနုရှိတော့နာမီနုနဲ့ပဲလုပ်ပါလေကျိုးနော်ကျိုးကတော့ကြိုက်တဲ့အသားလို့လို့ရတယ်ပူသားလေးတွေကတော့ပူပြီးနာတယ်အဲ့ဒါပြီးသွားပြီဆိုရင်အခုဒါခြီလိုက်ပြီခြီပြီးသွားရင်ဒီမှာအနက်နှချောင်းအပြင်မှာအလဲမှာပန်းရောက်နှချောင်းအဲ့ဒါကိုပန်းရောက်တစ်ချောင်းကိုဘေးကိုပို့လိုက်မယ်ဒီအနက်ရောင်ရဲ့အပေါ်ကနေပို့လိုက်တယ်အခုဒီမှာအနက်ရောင်တစ်ချောင်းအထင်းရောက်ထင်းမယ်ညလုံးလေးလေးဖြစ်သွားပြီဟိုဘက်မှာပန်းရောင်ဒီဘက်မှာအနက်ရောင်အလဲမှာလည်းမတူတဲ့အရောင်နှချောင်းအဲ့ဒီနှချောင်းကိုအခုဒီမှာဒီလိုလာမယ်ကတ်ထွေးအောက်ဘက်မှာတစ်ခါ ကလင်းနဲ့ညှက်ထားမယ်ဒီကျိုးလေးတင်းသွားအောင်လို့နော်ရပြီအဲဒါစပြီးကျစ်တော့မယ်ကျစ်တော့မယ်ဆိုရင်အခုစပြီးတော့အမအနက်အောင်စကန်လိုက်မယ်အဲ့တော့အခောက်တိုင်းအခောက်တိုင်းအနက်အောင်စကန်ရမယ်အရာမှတော့เนาะအခုဒီမှာအနက်အောင်ကျိုးလေးကိုဒီလိုမျိုးလာမယ်ပြီးပန်းအောင်ကျိုးကိုအနက်အောင်ရဲ့အပေါ်ကနေတင်အပေါ်တင်ပြီးတော့မှအောက်ကနေရှူပြီးတော့ဒီလိုလာမယ်ဆွဲထုတ်မယ်ဒီကြည့်ကြည့်ကနေဆွဲမယ် ီးသွားပြီတစ်ခါတစ်ခါပြီးသွားရင်နောက်တစ်ထပ်လုပ်မယ်ဆိုရင်ခုနကပြောသလိုပဲအနက်အောင်စားကလိုက်တဲ့အနက်အောင်ယူမယ်ဒီဘက်ကိုလာလာပြီးပန်းအောင်ကျိုးကအနက်အပေါ်ကနေမှတစ်ခါဒီအောက်ကနေရှူပြီးတော့လာဝင်မယ်ဆွဲနောက်ခေါရှိပြီအဲ့ဒီတိုင်းတောက်လျှောက်သွားမယ်အနက်ရောင်ပဲကင်မယ်လို့ပြောထားတယ်ဆွဲပြီးတိုင်းမှာအနက်ရောင်ပြန်ကင်တယ်ခုနတိုင်းပဲဒီလိုလာမယ်ဒီဘက်ကနေမှအောက်ကနေရှူ ဆွေးမယ်ညပြီအပြီးအနေအောင်ဘက်ကင်ဒီဘက်ကိုလာမယ်ဘန်းရောင်ကအပေါ်ကနေပြီးတော့မှဒီအောက်ကိုလာရှုမယ်ဒီတိုင်းမှာထောက်လျှောက်လို့ဝိုင်းရင်လည်းသူပုံနေထွက်လာမယ်အရှိရတော့ကိုလိုချင်တဲ့လောက်အနိဋ္ဌာထီကိုလှဝါပါ ပုံလေးပေါ်လာနေနော်ကိုလိုချင်တဲ့လောက်အနေထားတွေကိုလောဝလိုက်လို့ရတယ် ော့ကြည်လိုက်ရင်အခုဒီမှာဘေးကပန်းရောင်လေးတွေရည်လိုက်ရင်1 2 3 4 5တော့1 2 3 4 5ပဲရှိသေးတယ်အဲ့ဒါဟိုဘက်ဒီဘက်ညီအောင်လို့နောက်တစ်ကြိမ်ထပ်လုပ်အောင်မယ်ဒါဆိုရင်ဟိုဘက်နဲ့ဒီဘက်နဲ့ဒီညီသွားပြီဒီဘက်မှာပန်းရောင်လေးက6ခုရှိရင်ဒီဘက်မှာလည်း6ခုဟိုဘက်မှာ9ခုဆိုရင်ဒီဘက်9ခုเนาะအဲ့တော့ဘလို့တလောက်အချီကိုလှုပ်ပါဒါအခု6ခုပဲရှိသေးတယ်ဒီမှာလှုပ်ထားတာ9ခုလှုပ်ထားတယ်ကို9ခု8ခုအဲ့တဲ့တော့ကိုလှုပ်လို့ရတယ်เนาะ ိုကြိုက်တဲ့အရှိရောက်ပြီးစေရလိုက်ပါကိုလိုချင်တဲ့အနေထားကိုရောက်သွားပြီဆိုလို့ရှိရင်ဒါလေးကိုဖြုတ်တော့ဖြုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီပုံနေသေးတဲ့ကြိုးလေးတွေကိုအနောက်ဘက်ကိုလှည့်မယ်အနောက်ကို ဲချပြီးတော့တုံမယ်ဒီဟာနှစ်ခုအရင်တုပ်ပြီးဒီဘက်ကျိုးလေးတစ်ချောင်းတုပ်ဒီဘက်ကျိုးလေးတုပ်ပိုတာလေးတွေဖြတ်ပြစ်လိုက်ရင်ဒါဆိုရင်သူကဒီပုံနဲ့ထွက်သွားပြီနော်ငွေငွေနေတရောင်နဲ့လှုပ်လဲရတယ်နှစ်ယောက်လှုပ်လဲရတယ်လှုပ်ကြည့်ကြည့်ပါလှုပ်ပြီးပြန်ပြပေးပါအောင်နော်အားလုံးပဲအဆင်ပြေကြပါစေရှင်